် NGO အဒီမှာဓမ္မတက်မှုကြောင့်ရေပြားရောင်ရမ်းခြင်းကပါလဲ NGO ဒီမဟာဓမ္မတက်မှုကြောင့်ဖြစ်တဲ့အရေးပြားအောက်မှာရောင်းကမ်းခြင်းတစ်မျိုးဖြစ်ပါတယ်။သူဟာဓမ္မတက်မှုကြောင့်ဖြစ်တဲ့အင်ပြင်းနဲ့တူပေမဲ့သူကတော့ရားရံခြင်းမရှိပါဘူး။ဓမ္မတက်မှုကြောင့်သင်ရဲ့ကိုယ်ခန္ဓာကဓမ္မတက်မှုဖြစ်စေတဲ့အရာတွေကိုတုံ့ပြန်မှုအနေနဲ့ဟစ်စတမင်းတွေကိုသွေးထဲကိုထုတ်လိုက်ပါတယ်။ တက်မတဲ့အရေးပြားရောက်ရန်ခြင်းဟာနှခမ်းနဲ့မျက်လုံးတစ်ဝိုက်မှာဖြစ်ွားတတ်ပါတယ်။ပြင်းထန်တဲ့အခြေအနေတွေမှာသူဟာရှာနဲ့လေပင်ကိုတောင်ရောက်ရမ်းစေပြီးတော့အသက်ရှူဝါခက်ခဲစေပါတယ်။သူဟာအသက်အနည်းရှိပြီးတော့စိတ်ကူးသားဖို့လိုအပ်ပါတယ်။တက်မတဲ့မှုကြောင့်အရေးပြားရောက်ရမ်းခြင်းကဘလောက်အဖြစ်များသလဲ။ NGO အဒီမှာတက်မတဲ့အရေးပြားရောက်ရမ်းခြင်းဟာအဖြစ်များပါတယ်။ လူအကုန်လုံးရဲ့ဆက်ကိုင်းရဂိုင်နှုံးကနေပြီးတော့20ရာဂိုင်နှုံးလောက်ဟာဘဝတလျှောက်မှာဓမ္မတဲ့အရေးပြားရောက်ရင်ချင်းတို့မောအင်ပြင်းထချင်းကိုတစ်ခါလောက်တော့ဖြစ်ဘူးပါတယ်။အမျိုးသားရောမျိုးသမီးပါအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဓမ္မတဲ့မှုကြောင့်ရေပြားရောက်ရင်ချင်းရဲ့လက္ခဏာတွေကဘာတွေလဲ။ ဓမ္မတဲမှုကြောင့်ရေပြားရောက်ရင်းခြင်းရဲ့အဓိကလက္ခဏာကတော့ရေပြားအောက်မှာရောက်ရင်းခြင်းပဲဖြစ်ပါတယ်။သူဟာအနီရောင်ဖြစ်ပြီးတော့ပူနွေးကန်နိုင်ခြင်းရှိနိုင်ပါတယ်။တနည်းအားမှာရောက်ရင်းခြင်းဟာတရက်ကနေနှစ်ရက်လောက်ပဲခြားတတ်ပေမဲ့နောက်တနည်းအားကိုရွှေ့ပြောင်းသွားပြီးတော့နေပေါင်းများစွာအကြရှိကနာတာရှိဖြစ်လာနိုင်ပါတယ်။နာတာရှိ NGO အဒီမဟာပို့ပြီးတော့တက်တော့တက်တာမရှိပဲစိတ်နှောင့်ယှက်ဖြစ်စီကဖြစ်ပေမဲ့ပို့ပြီးတော့ပြင်းထန်လာခြင်းတော့မရှိပါဘူး NGO ဒီမဟာ ာကိုယ်ခန္ဓာနှံ့ပြားမှာဖြစ်ပွားနိုင်ပြီးတော့များသောအားဖြင့်တော့မျက်ခုံနှခမ်းရှာနဲ့လေဘေးတို့မှာအထိကဖြစ်ပွားတတ်ပါတယ်။ကိုယ်ခန္ဓာပြင်ပမှာဆိုရင်တော့အနေမရှိဘဲနဲ့ကိုယ်ခန္ဓာအတွင်းမှဖြစ်တဲ့ဥနဲ့အဆုတ်တွေမှာဖြစ်ပွားတဲ့ angioedema မှာကတော့အသက်ရှူတာခက်ခဲခြင်းကိုဖြစ်စေပြီးတော့ပြင်းထန်တာအသက်အနေရှိနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။တကယ်လို့ကိုယ်စီမှာယောဂလက္ခဏာတစ်ခုခုများရှိနေမှာဆိုပြီးတော့စိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ဝင်သင့်ပါတယ်။ဘယ်ချိန်မှာဆရာဝန်နဲ့တွေ့ဆုံသင့် တယ်ပြောတဲ့လက္ခဏာတွေကတော့ကုသမှုမလိုအပ်ပါဘူးအလယ်လက်ကနေပြင်းထန်တဲ့လက္ခဏာတွေကိုတော့ကုသဖို့လိုအပ်ပါတယ်လက္ခဏာတွေဟာရက်ပေါင်းများစွာကြာမြင့်လာပြီဆိုရင်သို့မဟုတ်အသက်ရှူဝါခက်ခဲလာပြီဆိုရင်ဒါမှမဟုတ်လက္ခဏာတွေပို့ပြီးတော့ဆိုးရပြီဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်သင်ပါတယ် ။ဓမ္မတည်းမှုကြောင့်ရေပြားရောက်ရင်ခြင်းကိုဘာတွေရဖြစ်စေသလဲ။များသောအားဖြင့်ဆေးအသည်အစားအစာအသည်နဲ့ရေမှုအသည်တွေနဲ့ဓမ္မတည်းတာကြောင့်ဖြစ်တတ်ပါတယ်။အရင်တုန်းကဘာပြဿနာမှမဖြစ်တတ်တဲ့အစားအစာနဲ့ဆေးတွေကတော့ဓမ္မတည်းမှုကိုနောက်ပိုင်းမှဖြစ်စေနိုင်ပါတယ်။ NGO ဒီမဟာကုဆတ်တတ်တဲ့ယောဂမဟုတ်ပေမဲ့ကုဆတ်ယောဂတွေကတော့ NGO ဒီမကိုဖြစ်စေပါတယ်။အချို့သော အမျိုးအစားတွေကတော့မျိုးရိုးလိုက်တာဖြစ်ပါတယ်။ ဒက်မတင်မှုကြောင့်အရေးပြားရောက်ရင်ချင်းဖြစ်နိုင်ခြင်းကိုဘာတွေကမြင့်တက်စေသလဲ NGO ဒီမှာဖြစ်ပွားခြင်းနိုင်ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ဥပမာအဖြစ်အစားစားသို့မဟုတ်ဓာတုပစ္စည်းတွေနဲ့ဒက်မတင်ခြင်းမိမိခန္ဓာကိုယ်ဆဲများကိုမှားယွင်းပြီးတော့ပြန်လည်တိုက်ခိုက်သောကိုခံအစနစ်ချို့ယူမှုယောဂများအရေးပြားလေးပတ်နာသွေးကင်စာမိသားစုဝင်တွေမှာဓမ္မတဲ့တဲ့အရေးပြားရောက်ရင်ချင်းညာစုံဝင်တွေရှိခြင်း ဓမ္မတဲမှုကြောင့်အရေးပြားရောက်ရင်ချင်းကိုဘလို့အတည်ပြုပါတယ်လေဆရာဝန်ဟာရောက်ရနေတဲ့အရေးပြားနဲ့တင့်တော်နဲ့ယောဂအတူပြုမှုမပြုလို့မီရောက်ရမှုပြန်ဖြစ်နိုင်ခြေတွေကိုစစ်ဆေးပါလိမ့်မယ်သွေးစစ်ဆေးမှုတွေကလည်းပြုလို့နိုင်ပေမဲ့ဒါကကုသမှုအမျိုးအစားကိုတော့အကျိုးသက်ရောက်ခြင်းမရှိပါဘူးတင့်မိသားစုထဲမှာ NGOD မှဖြစ်မှုသူရှိမရှိဆရာဝန်ကမေးမြန်းပါလိမ့်မယ်ဓမ္မတဲမှုကြောင့်အရေးပြားရောက်ရင်ချင်းက ဘလို့ကုသပါသလဲအလဲအလတ်နဲ့ပြင်းထန်တဲ့လက္ခဏာတွေအတွက်ကုသမှုရှိပါတယ်ပြောတဲ့လက္ခဏာတွေကတော့ကုသမှုမလိုအပ်ပါဘူးဖြစ်တဲ့အကြောင်းရင်းကို သိတဲ့ဆိုရင်ဒါကိုရင်ဆုံးကုသတင်ပါတယ်အောက်ပါကုသမှုတွေပါဝင်ပါတယ်အေးတဲ့အရာတွေနဲ့ဖိပေးခြင်းဟာနေသားစီပါတယ် ိုရှင်းနေခရင်နီဟာအေးပြားပေါ်လေးနဲ့အခါအေးပြားအောင်နက်နက်ကိုမြောက်တဲ့အတွက်အကျိုးမရှိပါဘူးအန်တီဟစ်စတမင်ဆေးတွေဟာသွေးထဲကဟစ်စတမင်ဓာတ်တွေကိုညှော့နေစေပါတယ်တကယ်လို့ဓာတ်မတည့်စေတဲ့အရာမရှိတော့ဘူးဆိုရင်အန်ဂျီယိုအဒီမဟာပျောက်သွားပါလိမ့်မယ်ဓာတ်မတည့်တဲ့အရာရှိသေးတယ်ဆိုရင်တော့အန်ဂျီယိုအဒီမကိုတက်တာစီဖို့အန်တီဟစ်စတမင်ဆေးတွေကိုတောက်တင်ပါတယ်အန်တီဟစ်စတမင်တွေမှာဘေးရွက်ဆိုးကျိုးတွေရှိပါတယ်ခေါင်းမိုးကျဲပါးစပ်ခြောက်ကျဲ င်းလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အချို့ကတော့အခြားဆေးတွေထက်ဗေးဒွေဆိုးကျိုးနည်းပါပါတယ်။စတီရိုက်ဆေးတွေကပိုပြီးတော့ပြင်းထန်တဲ့ဆေးတွေဖြစ်ပါတယ်။သူတို့ဟာကိုယ်ခံစနစ်ကိုကျဆင်းစေပါတယ်။ Antihistamine တစ်မျိုးတည်းနဲ့ကုသလို့မပြောက်ခင်နဲ့ပြင်းထန်တဲ့ AngioD မတွေမှာ Steroid ဆေးလိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးခုလုံးတွေအသုံးပြုခြင်း AngioD မတမတ်တဲ့ခြင်းရေပြားရောင်ရမ်းခြင်းကို ုတရာမှာဘလို့ထောက်ကူတွေပြုနိုင်တယ်လေအောက်ပေါ်ပြပါလူနေမှုပုံစံနဲ့အိမ်သုံးခုတုံးများကတည်အနေဖြင့် NGO ဒီမကိုကုသတဲ့နေရာမှာနဲ့နိုင်ရောညီတွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးပါတယ်။ရောင်ရမ်းပြီးတော့ပုံနွေးနေတဲ့နေရာကို ရေခဲနဲ့ဖိပါဆရာဝန်ညွှန်ကြားတဲ့စီတွေကိုတောက်သုံးပါ ဖြစ်နိုင်တဲ့ဓမ္မတန်မှုဖြစ်စေတဲ့အရာတွေကိုတဏှာရီမှာခြာရေးပါဆေးရည်တဲ့အစာအသောက်တွေဆက်ပြားရေမွေးအဝတ်အစားအစားရှိတာတွေဖြစ်ပါတယ်ဒါဟာတင့်ကိုဒီလိုပစ္စည်းမျိုးတွေရှောင်ကျင်ဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။တင့်စီယာဝင်ကိုဆေးရကြောင်မေးမြန်းပါ။အန်ဂျီယိုအဒီမာကိုအန်တီဟစ်စတမင်းတောက်လို့၂ရက်၃ရက်နေတဲ့အထိမသက်သာရင်ဆေးရဝင်ကိုပြတ်တာတင်ပါရစေ။ ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်။အားလုံးပဲနေကောင်းချမ်းမှကြပါစီလို့ဆုတောင်းပေးလိုက်ပါရဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။